Nescafe တောက်ရင်စုစုပေါင်းကြက်သိန်း2000ကျော်တန်ဖို့ရှိဘလာမာဘာတယ်လီနော့ဖုန်းငွေပြည့်ကများရရှိနိုင်မဲ့ခွင့်ရလာပါပြီ Nescafe 3 in 1 Rich and Euro မှာထုတ်ကြည့်တိုင်းမှာတရာကျပ်မှ9000ကျပ်အထိတယ်လီနော့ဖုန်းငွေပြည့်ကများထည့်သွင်းထားတာကြောင့်နှီးစရာဆိုင်များမှာဝယ်ယူကန်ဆယ်ရင်ကိုချစ်တဲ့သူတွေနဲ့ပုံမဆက်သွယ်လိုက်ရအောင် န်တော်ကြီး Palace Hotel မှာကျင်းပတဲ့ဒီဂီတပွဲတော်ကတော့ AOC တန်ဆောင်ဒီဝိုင်းဂျာမန်မျိုးဆက်သစ်တရောပညာရှင် Iskander နဲ့ဆိုလိုဆန်းရပညာရှင် Golan တို့ရဲ့ဖျော်ဖြေမှုပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဂန်ဝင်ဂီတတန်ဆောင်ဒီဝိုင်းဖျော်ဖြေမှုတွေဟာနေပါသလိုတန်ဆောင်ဒီဝိုင်းတွေလည်းနေပါပြီး Attachment of Clouds AOC ဆိုတဲ့တန်ဆောင်ဒီဝိုင်းကိုတော့အားရပါတယ်လို့ Gothen Institute မြန်မာ Director ကဆိုပါတယ်။သူကဒီဂီတပွဲတော်ကျင်းပရတဲ့ရည်ရွယ်ချက်ကိုလည်းအခုလိုပြောပြခဲ့ပါသေးတယ်။ musical events where the local musicians have not a certain မနိုင်ငံမှာက classic guitar ပညာရှင်တွေနေတယ်တန်းစုံတီဝိုင်းနေလဲရှားပါတယ်တန်းစုံတီဝိုင်းနေတဲ့ကမှ AOC ကိုတော့အားရပါတယ် Gothen Institute နဲ့ AOC တို့လက်တွဲလာခဲ့တာက၄-၅ကြိမ်လောက်ရှိနေပါပြီကျွန်တော်တို့နိုင်ငံက guitar ပညာရှင်တွေဖိတ်ခေါ်တိုင်းမှာ AOC ကလူငယ်တွေကိုဒီပညာရှင်တွေနဲ့တင်နန်းပေးပါတယ်ဒီ guitar ပွဲတော်ဟာလည်းအတူတူပါပဲ AOC တန်ဆောင် T1 ကိုတရော်ကျွတ်တဲ့တူရိယာရင်နဲ့ပတ်သက်ပြီးတင်းနှံပေးခဲ့တယ်လေမြန်မာနိုင်ငံကလူငယ်တွေကို classic guitar နဲ့ပတ်သက်ရင်ပို့ပြီးကျွတ်တဲ့အောင်မြင်စေချင်ပါတယ် AOC တန်ဆောင် T1 ရဲ့ director စောချင်းကတော့ဟီဟောပညာရှင် Iskandar C ကလေလာမိတာတွေကိုအခုလိုပဲပြောပြခဲ့ပါဗျာ သူရဲ့ expression အရင်ကောင်းတယ်ပြီးတော့သူ musicality ဘိုင်းမှာသူကသူလိုချင်တဲ့အရာသူချက်ချင်းထုတ်ဖို့ပြောတယ်ထုတ်ဖို့တီးပြတယ်တီးတဲ့အချိန်မှာသူကခိုင်းတယ်သူမပြောဘူးပါစက်နဲ့မပြောဒါပေမဲ့သူ့ကိုပဲကြည့်သူပြောပြမယ်အဲ့ဒါသူပြောပြရှင်းတယ်ကျွန်တော်တီးလိုက်ရုံပဲဆိုတော့အဲ့ပုံစံအဲ့ဒီ character လိုချင်တယ်ဒီ number ဒီလိုမျိုးဖြစ်ချင်တယ်ဆိုတော့သူတီးပြလိုက်တယ်အလုပ်ဆောင်ပြလိုက်တယ် even သူမတီးရင်တော့မှသူလှုပ်ဆောင်ရသူ့ရဲ့ body movement နဲ့ကျွန်တော်ကြည့်လိုက်ချင်းများသူ့ရဲ့ musicality ကတော့အရင်ကိုမြင့်တဲ့တယောက်ဖြစ်တယ်ပေါ့နော်အဲ့ဒါကျွန်တော်သိရပါတယ်ဟုတ်ဒီကိနောက်ပွဲတော်မှာပါဝင်ဖျော်ဖြေခဲ့တဲ့ လူငယ်ကြီးတဲ့ပညာရှင်အစ္စကန်ဒါဟာအသက်၄နှစ်အရွယ်ကစလို့တရောတိခတ်ခဲ့တာဖြစ်သလိုလက်ရှိမှာတော့အရှိတောင်အာရှပြပိုင်လှည့်လည်ဖျော်ပြနေတာပါ Classic on ကန်တော်ကြီးဆိုတဲ့ဂီတပွဲတော်မှာတော့ဂီတပညာရှင်နှစ်ဦးရဲ့ခံစားချက်အပြစ်နဲ့နင်းမြုပ်နေတဲ့တိခတ်ဟန်တွေကြောင့်စာသားမပါတဲ့ဂီတသံစင်တွေဟာပြိသက်တွေကိုညှို့ယူဖန်ဆားနိုင်ခဲ့ပါတယ် ဒီအနုပညာရှင်တွေကသူတို့ကခန်းစားချက်ပြည်နဲ့ဒီခတ်တာပေါ့နော်။သိက္ကိုသိတာပါတယ်။သူတို့ရဲ့ခံမှုရတွေရောခန္ဓာကိုယ်တစ်ခုလုံးကဒီဂီတထဲမှာပေါ့နော်။နှိမ့်မြုပ်ပြီးတော့ဒီသံစင်လေးကိုခန်းစားပြီးတော့ဒီခတ်တယ်ဆိုတာကိုတွေ့ရတာဒါတော်တော်ကြီးကိုဟိုထူးခြားတယ်။ကိုယ်ရဲ့ဘာဒီသချင်းထဲမှာပေါ့နော်။မကြောက်ဘူးတဲ့သချင်းဆိုရင်တော့မှနှိမ့်မြောပြီးတော့သံစင်မဲဖြစ်ပြီးမဘာလို့ပြောနေလဲဆိုတာကိုနားလဲသလိုခန်းစားရတာပေါ့နော်။